နဲ့ကစားဖို့ဝေဖို့နေဖို့အဲ့ဒီစားဝတ်နေရေဆိုတဲ့ဒီစကလုံးစားဝတ်နေအဲ့ဒီစကလုံး၃ခုဒီအရာ၃ခုအတွက်လူတန်းလူတန်းကစိုးရင်ချင်းရှိကြတယ်အခုကျွန်တော်ဖတ်ကြသွားတဲ့ရှင်ရှင်မသေးခရစ်ဝင်အခန်းကြီး6ဟာခရစ်တော်ကိုယ်တိုင် တောင်ပေါ်ဒေသနာတော်မှာသွန်သင်ပေးတဲ့ကျမ်းပိုက်တစ်ခုဖြစ်ပါတယ်အမတန်မှနာမည်ကြီးတဲ့အာကျမ်းပိုက်ဖြစ်ပါတယ်ဒီအခန်းကြီး6မှာဘာတွေသင်ပေးတယ်လဲဆိုရင်နံပါတ်1အနေနဲ့တိကနဲ့၄အထိကစွန့်ကြဲခြင်းနဲ့ဆန်တဲ့သွန်သင်ခြင်းကိုသင်ပေးတယ်9ကနေ၈အထိကဘာသင်ပေးတယ်လဲဆိုရင်စုတောင်းခြင်းနဲ့ဆန်တဲ့သွန်သင်ချက်တွေကိုတွေ့ရတယ်။ပြီးတော့မှ9ကနေပြီးတော့မှ15 15အထိပေါ့နော်15အထိကပထနာတော်အကြောင်းဘယ်လိုဆုတောင်းရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်တွေ့ရတယ်ပြီးတော့မှ16ကနေပြီးတော့မှ18အထိကအစာရှောင်ခြင်းနဲ့ဆန်တဲ့အာတုံသင်ချက်တွေကိုတွေ့ရတယ်ပြီးတော့မှဘယ်လိုဘယ်နေရာမှာကျွန်တော်ရဲ့ဥစ္စာတွေကိုတုံမိရမလဲဆိုတဲ့အကြောင်းလေးကိုသင်ပေးတယ်အဲ့ဒါပြီးတာနဲ့ မစိုးရင်နဲ့ဆိုတဲ့စကလုံးနဲ့အခန်းကြီး25နဲ့34အထိတိတော်ကုဏ္ဏကကျွန်တော်တို့အာသူရဲ့တပည့်တွေကိုတောင်းပေါ်ဒေသနာမှာအာတုံနေပေးတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီကနေနေငယ် message ချင်းနဲ့မိတ်ဆွေဒီနေ့တင်းရဲ့အသက်တောင်မှာဘာအတွက်စိုးရင်နေတယ်လဲ ဘာကြောင့်စိုးရင်နေတယ်လဲဆိုတော့ထက်ထိုးအရာတွေထက်ဘုရားသခင်က ကျွန်တော်တို့ကိုပထမအဦးဆုံးလှုပ်စေခြင်းနဲ့အရာရှိကျွန်တော်လူသားအနေနဲ့အသက်ရှင်တဲ့အချိန်မှာ အသက်ရှင်တဲ့အခါမှာစိုးရင်ရမယ်အနာကကျွန်တော်တို့ plan တွေအများကြီးချနေရစီစဉ်ရမယ်ဒါပေမဲ့ထိုးအရာတွေထက်အရေးကြီးဆုံးပထမလှုပ်ရမယ့်အရာက ဘာလဲဆိုတာကျွန်တော်တို့ရဲ့အတ္တတာမှာသိဖို့အင်မတန်မှအရေးကြီးတယ်။ကျောလူသားတွေကထိုအရာကျွတ်အရင်အူဆုံးကျွန်တော်တို့စိုးရင်ချင်းမရှိဘဲနဲ့အဲ့ဒီအရာတွေရဲ့နောက်ကနေလိုက်လာမဲ့အရာတွေအပေါ်မှာပဲအစိုးရင်လွန်ပြီးတော့မှကျွန်တော်တို့ဘဝတွေပြတ်ခဲ့တဲ့လူတွေအများကြီးရှိခဲ့တယ်။စိုးရင်ချင်းဆိုတဲ့စကလုံးတစ်ဖက် တမျိုးပုံတပုံစံနဲ့ပြောမယ်ဆိုရင်ခုခက်တော်တော်လေး2000အ27ရာစုမှာလူငယ်တော်တော်များများမှခံစားနေရတဲ့ဝေဒနာတစ်ခုကပါလဲဆိုရင်ဒီစိုးရင်ချင်းနဲ့သက်ဆိုင်တဲ့ယောဂတစ်ခုဖြစ်တဲ့ depression ဆိုတဲ့စိတ်ကြက်ယောဂပေါ့အဲ့ဒီစိတ်ကြက်ယောဂခံစားနေရသူအများဆံမမြင်လာလို့ဆိုရင်ပူပြီးသိမှာပေါ့နော်သူတို့ကအာဆံမနေဆိုတော့ စစ်တမ်းတစ်ခု WHO စစ်တမ်းတစ်ခုအရာပြောမယ်ဆိုရင်အမေရိကမှာတဲ့လူတရာမှာ9ယောက်ကဒီယောဂလူငယ်ဒီမှာဒီယောဂခံစားနေရတယ်လို့ကျွန်တော်တွေ့ရတယ်ပြီးတော့မှဒီဘက်အရှိတောင်အာရှမှာဆိုရင်ဒီထက်ပိုပြီးတော့မှမြင်တယ်ပြီးတော့မှအဲ့ဒီကြားထဲမှာကျွန်တော်တို့နိုင်ငံကျွန်တော်တို့နိုင်ငံမှာဆိုရင်ပိုပြီးတော့မှလူငယ်တွေကအချင်းတွေအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်ဒီစိုးရင်ချင်းတွေက ပို့ပြီးတော့မှကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကိုလွှမ်းမိုးမှုတွေရှိလာအထူးသဖြင့်2021နောက်ပိုင်းမှာလူငယ်တွေတော်တော်များများကနိုင်ငံခြားတွေရောက်ကုန်တယ်။ဘာကြောင့်လဲဆိုစိုးရင်ချင်းတွေကြောင့်ပြီးတော့မှအဲ့ဒီစိုးရင်ချင်းတွေကြောင့်ပဲကျွန်တော်တို့ရဲ့ potential တစ်ခုကိုအများကြီးကျဆင်းဘဝအတွက်အလုံးလုံးနိုင်ဖို့ဒီစိုးရင်ချင်းယောဂါတွေဝင်လာပြီဆိုရင် ကျွန်တော်တို့ဒီဆိုရင်ချင်းကိုခန်းစားလာပြီဆိုရင်ကျွန်တော်တို့ရှေ့သွားမယ် potential တွေကအများကြီးရော့တော့အားပြော့တော့အဲ့ဒါကိုဘုရားသခင်ကကောင်းကောင်းသိအဲ့ဒီအတွက်ကြောင့်သူရဲ့တပည့်တော်တွေကိုတောင်ပေါ်ဒေသနာမှာတင်ပြတဲ့အခါမှာစူတောင်းချင်းတွေဘယ်လိုထားရမလဲဘာညာကွက်ကွက်အကောင်လုံးအပေါ်အဟာတွေကစားဝတ်နေရင်းနဲ့ပတ်သက်ပြီးတော့ဘုရားနဲ့ဘယ်လိုလူသားတွေဆက်တွေ့ဆက်နွယ်မလဲဆိုတဲ့အကြောင်းအရာအများကြီးတင်ပေးပြီးတဲ့နောက်ပိုင်းမှာ အသာသမီးတို့မစိုးရင်လေမနေ့ပြန် ပါစားရမလဲပါတောက်ရမလဲဘလို့နေရမလဲဆိုမစိုးရင်လေနံပါတ်1သူကဘာနဲ့ပြောပြတယ်လဲဆိုမိုးကောင်းကင်မှာပြန်နေတဲ့ပြန်ဝဲနေတဲ့ညက်တီကိုကြည့်ပါဒီညက်တီကမျိုးစစ်လည်းမကျဲဘူးပြီးတော့မှအဲ့ဒီမျိုးစစ်တွေကနေထွက်လာတဲ့ အသီးအနှံတွေလည်းစပကြီးထဲမှာစုဆောင်ခြင်းမရှိဒါပေမဲ့ဒီငဲ့တွေကနေတဲ့အဖဖခင်ကဝတ်လင်စွာကြွေးမွေးဆောင်ရှောက်တယ်ဆိုကြည်ပါအဲ့ဒီငဲ့တွေထက်သင်တို့ဟာပူပြီးတော့မှတန်ဖိုးရှိတယ်ဟာလေလုယာ အစာတဲ့အသက်က ပူပြီးတော့မှ တန်ဖိုးရှိတယ်ဘုရားသခင်အဲ့ဒီအတွက်ကြောင့်ညီကိုမောင်နှမတွေကျွန်တော်ပထမဦးဆုံးစိုးရင်ရမယ့်အရာကဘာစားရမလဲဘာတောက်ရမလဲဘယ်လိုနေရမလဲဆိုတဲ့ဟာတဲ့ကျွန်တော်အသက်တာဒီဘုရားနဲ့ဘုရားမှာအသက်ရှင်ပြီးသားဘုရားနဲ့အဆက်အသွယ်ရှိပြီးသား ရားနဲ့ပြန်လဲပြီးတော့မှဆုံသွက်ပြီးသားအတ္တတာပန်ဆန်ပြီလားဆိုတဲ့အရာကိုပူပြီးတော့မှဘုရားသခင်ကသာသမီတွေကိုစိုးရင်ဘာလို့တော့ရှိတာဖြစ်လဲကျွန်တော်ရဲ့အဓိကပြောမယ်ဆိုရင်တော့ကျွန်တော်ရဲ့ဝိညာဉ်အတ္တတာအတွက်ပထမဦးဆုံးလှုပ်ဆောင်ဖို့ဘုရားသခင်ကသာသမီတွေကိုအလိုတော်ရှိတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်လူသားတွေကအဲ့ဒီ ဝိညာဉ်ရေးရာအတ္တအတွက်စိုးရင်ရတာထက်မနေ့ပြန်ကျွန်တော်ပါစားမလဲပါတော့မယ်ကျွန်တော်မိသားစုတွေဘယ်လိုလောက်ကန်စားတော့မလဲဆိုတဲ့ဟာပူပြီးတော့မှဥစားပေးလာတဲ့အခါကျွန်တော်တို့ဝိညာဉ်ရေးရာမှာအားပြော်လာတယ်တပြေးပြင်းနဲ့ဖျားနဲ့ဝေးกว่าတဲ့အတ္တတည်းကျွန်တော်ရဲ့အတ္တမှာဖြစ်လာတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီကနေ့ညီကိုမောင်နှမတွေပထမဦးဆုံးဘာစားရမလဲဆိုတဲ့ အရာထက်ကျွန်တော်အသက်တာဒီဘုရားသခင်နဲ့ဆက်ဆက်ထားပြီးသားဘုရားသခင်မှာသက်ရှင်ပြီးသားအသက်ပြန်လည်ပြီးတော့မှ ရှင်ပြီးသားခရစ်တော်နဲ့တွေ့ပြီးသားအသက်တာပန်းဆန်းပြီးလားဆိုတော့အရာကပို့ပြီးတော့မှ ကျွန်တော်တို့အသက်တာမှာအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအစာအစာဒီချက်ကျွန်တော်တို့အသက်တာကိုဘုရားသခင်ပို့ပြီးတော့မှ အလိုတော်ရှိတာဖြစ်တယ် ဖျားကိုအသက်တာမှာနံပါတ်1နေရာမှာထားပြီဆိုရင်အခုနကျွန်တော်တို့စိုးရင်ရတဲ့အရာတွေကအလိုလို ကျွန်တော်တို့အသက်တာမှာဖြစ်လာမှာဖြစ်တယ်။အဲ့ဒီကြောင့်ဒီကိုမောင်နှမတွေအခုကျွန်တော်များတော့အဖြစ်မြင်တွေ့ရတဲ့ဒီအသင်းတော်ကသင်တို့သင်သားတွေဆိုရင် လူငယ်တွေပုံများတယ်။လူငယ်တွေကအနာဂတ်အတွက် တော်တော်လေးရုန်းကန်ရတဲ့အချိန်ရင်းနှီးမြှုပ်နှံမှုလုပ်နေရတဲ့အချိန် ခု20ကျော်ရီဆိုရင်30အတွက်ကျွန်တော်30အသက်30ပြည့်လာတဲ့အခါကောင်းကောင်းမွန်မွန်နဲ့နေနံစားနံတောင်းနံဖို့အတွက်ရင်းနေမြွနိုင်မှုတွေလုပ်နေရတဲ့အချိန်အဲ့ဒီအချိန်မှာအထူးသဖြင့်ထိုးအရာတွေကိုပန်ဆန်တဲ့အားနဲ့ပထမဦးဆုံးတွေ့ဖို့ယေကုမောနမာရီကျွန်တော်ဒီကနေ့တိုက်တွန်းခြင်းနဲ့ခွန်အားပေးခြင်းနဲ့ လောကအရာတွေထက်ဖျားကိုပထမဦးဆုံးဦးစားပေးပြီးတော့မှအဲ့ဒီဖျားကိုပန်ဆန်တဲ့သူဖြစ်ဖို့အရင်ဦးဆုံးတင့်ရဲ့အသက်တာမှာအရေးပေးပါသူရကပူပြီးတော့မှအရေးကြီးတယ်ဆိုတော့ကျွန်တော်ဒီကနေနေငယ်ပထမဦးဆုံးပြောခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဘာလို့အတလဲဆိုတာအဲ့ဒီဖျားကအကုန်လုံးတည်တယ် ပထမဦးဆုံးငါကိုငါရဲ့နိုင်ငံတော်ကို အရင်ဦးဆုံးရှာပါတဲ့နိုင်ငံတော်ဆိုတာဖခင်ရဲ့အလိုတော်နဲ့အသက်ရှင်တတ်တဲ့သားသမီးဖြစ်ဖို့အရင်ဦးဆုံးကျွန်တော်တို့ကျွန်တော်ဘဝမှာအရင်ဦးဆုံးလုပ်ကြရအောင်ဖိုးဖခင်ရဲ့အလိုတော်အသက်အသက်အသက်ရှင်နိုင်တဲ့သားသမီးတွေဖြစ်ဖို့ဖိုးဖခင်နဲ့နေရစင်တဲ့မေတ္တာဟာရဖွင့်နိုင်သားသမီးတွေဖြစ်ဖို့ ျွန်တော်ဘဝမှာပူပြီးတော့မှအစာအစာတွေထက်အရေးကြီးတယ်ဆိုတော့ဒီဒီကျွန်တော်တို့ခုနဖတ်ကြားသွားတဲ့ကျမ်းပိုင်အရာ ကျွန်တော်တွေ့ရတယ်တချို့တွေကြတော့လဲမဟုတ်ဘူးပေါ့နော်လူငယ်တွေကနည်းနည်းအစဉ်ပြေတဲ့လူငယ်တွေကကျွန်တော်ရေးစားဘယ်နှယောက်ထားမလဲဆိုတော့ဘယ်မျိုးသမီးကိုဘယ်ကောင်မလေးကိုဘယ်ကောင်လေးကိုယူရမလဲဆိုပြီးတော့မှစိုးရင်တဲ့လူတွေအများကြီးရှိပါတယ် အဲ့ဒါမစိုးရင်လည်းနော်ဒီနေရာမှာကျွန်တော်တော့မသိဘူးအတိအကျဆရာတော့ပူသိမယ်ဆရာဝီလျံချစ်ပါလားမသိဘူးဆရာခဏခဏပြောတော့ကျွန်တော်သူနဲ့တိုက်တော့မရင်နေဘူးပေါ့ကျွန်တော်ဘဝတက် life ကိုကြည်တန်းကြည်တန်းဆရာဝီလျံချစ်မပါရင်မပြီးဘူးနော်ဆရာတွေကလမ်းဆဲဖြစ်သွားတော့ပေါ့အဲ့လိုမျိုးပေါ့နော်လူပြိုကြီးလူပြိုကြီးဆိုပြီးတော့မှဟိုတနေ့အရတော့မှဆရာပြောသွားတွေ့ရစိတ်မပူနဲ့ဆရာ အချိန်မတန်သေးလို့နော်အချိန်တန်လာတဲ့တနေ့ကြရင်ဆရာအဆရာတို့ဆရာမတို့အတွက်ကျွန်တော်ကျမဘယ်သူဘယ်ဝဘယ်သူဘယ်လိုအဆင့်အတန်းရှိတဲ့သူနဲ့ယူမယ်ညားမယ်အင်ထောင်ကြမယ်ဆိုပြီးတော့မှအရန်ကြီးစိုးရင်တာထက်ထိုးအရာတွေကိုအကုန်လုံးလှုပ်ပေးနိုင်တဲ့ဖရားနဲ့အတူအသက်ရှင်ဖို့ကအရေးကြီးတယ် အဲ့ဒါပြီးလို့ရှင်ထူအရာတွေအလိုလိုနဲ့အချိန်တိုင်းဘုရားသခင်ချက်ပေးมาဖြစ်တယ်မပူနဲ့ဘယ်တော့မှလူပြူကြီးမဖြစ်ဘူးအပြူကြီးမဖြစ်ဘူးเนาะဒါပေမဲ့ရှာတော့ရှာမှာပေါ့เนาะမရှာဘဲနဲ့တော့မနေနဲ့ညက်တွေကလေဘုရားသခင်ကအသီးနှံတွေအများကြီးတဘာဝစိုက်ပေးစိုက်စိုက်ထားပေးပြီးသားသူတို့လိုက်ပြီးတော့မှမရှာဘဲနဲ့တော့ဘိုက်တော့မဝတ်ဒါပေမဲ့ နည်းနည်းတော့ရှားမှာပေါ့နော်အဲ့ဒီအရာထက်ဖရားနဲ့သူသွာလာတက်ပြီဆိုရင်ဖရားကတင်လိုခြင်းနဲ့အရာတင်ရဲ့ရှိမှာ လာပြီးတော့မှာချပေးမှာဖြစ်တယ်ဆိုတာနေပြောခြင်းနဲ့ပြီးတော့မှာဒုတိယအနေနဲ့သူကဘာဆက်ပြောသလဲဆိုရင်ဝိဘုလူတွေအရင်ဘာဝတ်မလဲဆိုတော့အခုခက်စင်ပူဆိုးတာပေါ့နော်အပြန်အစံဝတ်နေကြတာဟာ ်နောက်ပါကျွန်မဘာဝတ်သွားရင်ကောင်းမလဲသူတို့ဖြင့် worship team တွေပို့ပြီးတော့มาဆိုးတယ်ကျွန်တော်တို့ချင်းတွေကလေချင်းယူရဝတ်ဆောင်တွေကတထဲကနဲဆုံးသိမ်းကြော်တယ်အဲ့တော့တပတ်တစ်ခါလဲချင်းကြတော့တချို့တွေက worship ဥဆောင်ဖို့တော့มาလေဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအဝတ်အစားဖျားကိုချီးမွမ်းကူးကွယ်ဖို့ထက်ကျွန်တော်ဘာဝတ်စားရင်ကောင်းမလဲဆိုတဲ့ဟာကိုပူပြီးဥစားပေးလာတဲ့အခါ ဖះကိုချီးမွမ်းဖို့တဲ့ကျွန်တော်ဘာအဝက်ကိုဝဲရမလဲဆိုတော့စိုးရင်လာတဲ့အခါအဲ့ဒီအဝက်စားတွေမဝေနိုင်မဝက်နိုင်ဖြစ်လာတဲ့အခါဖះကြောင်းသွားဖို့တော့မှနောက်ဆုံးလာကြဖះကအဲ့ဒါကိုမလုပ်ချင်ဘူးအဲ့ဒီအဝက်စားတွေဖြစ်တယ်ဘယ်လိုခန္ဓာကိုယ်ကပူပြီးတော့မှအရေးကြီးတယ်ဟာလေလုယာဘာဝက်ပေးမလဲဆိုတော့ဖះသခင်ကအကုန်လုံးသိတယ် ငါသမီးငါသားဘာအဝက်လို့တယ်လဲဆိုတော့ဘုရားသခင်အကုန်လုံးသိတယ်သူကဘာပြောလဲဆိုတော့ဆိုလမုန်မင်းကြီးကိုကြည်ပါတဲ့ဒီဘက်နဲ့ပြောမယ်ဆိုရင်တော့ခက်လူငယ်စကားနဲ့ပဲဒီဘဲကြီးရတဲ့ဒီလောကကြီးမှာအချမ်းသာဆုံးအဲ့ဒီလူတော်မှာနေလို့ဟိုဘက်မှာကြည်ကြည်လိုက်ဒီမြက်ပြင်တွေတော်နှင်းပင်တွေ ငါစီရင်ပေးတဲ့အစိမ့်လောက်တောင်မမီဘူးတဲ့။ကဲကြည့်နင်တို့ကဒီတော်နင်းပင်ဒီထက်အစပေါင်းများစွာငါအဲ့အတွက်အရေးကြီးတဲ့လူတွေဖြစ်တယ်။ဟာလေလုယာအစပေါင်းများစွာငါအဲ့အတွက်တန်ဖိုးရှိတဲ့လူတွေဖြစ်တယ်။ဘာကြောင့်နင်တို့လိုအပ်တဲ့အဝတ်အစားငါမပေးရမှာလဲ။ဒါပေမဲ့အဲ့ဒီအရာတွေကို ပန်းဆိုင်နဲ့ပေးနိုင်တဲ့ကောင်းကြီးပေးနိုင်တဲ့ငါကိုတော့အရင်ဦးဆုံးရှာပါဟာလေလုယာအဲ့ဒီကြောင့်ညီကိုမောင်နှမတွေဒီနေ့ကျွန်တော်ဘာဝဲရမလဲဆိုတာထက်အဲ့ဒီအဝတ်အစားတွေကိုတပုံကြီးပေးနိုင်တဲ့ဖရာကိုအရင်ဦးဆုံးဘဝမှာရှာပါအဲ့ဒီဖရာနဲ့အတူအသက်ရှင်ပါအဲ့ဒါကအရေးပို့ပြီးတော့မှကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်နဲ့ဖြောင်းမှချင်းတရားကိုအရင်ဦးဆုံးရှာပြီးလို့ရှိဟိုးအပေါ်ကငါပြောထားတဲ့စားဖို့တောက်ဖို့နေဖို့ဝတ်ဖို့တရားအကုန်လုံးထပြီးတော့မှ bonus အနေနဲ့နေလို့ငါထပ်ပေးမယ်ဒီကောင်မလေးကိုငါကြိုက်ပါတယ်ချစ်ပါတယ်မချစ်ရရင် ပြန်မချစ်ရင်ငါသေတော့မယ်ဆိုပြီးတော့မှ ကောင်းမလေးကြောင့်အသက်ယူတဲ့လူတွေအများကြီးရှိကောင်းလေးကြောင့်အသက်ဆုံးရှုံးရတဲ့ကောင်းမလေးတွေအများကြီးလောကကြီးမှာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကောင်းလေးကိုမယူရရင်ငါဘဝအတိတ်ပဲမရှိတော့ဘူးဆိုပြီးမှမဟုတ်ဘူးမပူနဲ့တယောက်သွားရင်ဘုရားသခင်ကအဲ့ထက်ပါတဲ့အရာကိုထပ်ပေးမှာနော်တင့်အတွက်အစိမ်မပြေတဲ့လူမို့လို့သွားတာလေ ဲ့ဒီကောင်မလေးသွားပြီဆိုရင်မငုံနဲ့သွားငါရှိထားတဲ့ဖခင်ကနင်းထက်ပါတဲ့သူကိုပေးနိုင်တယ်ဖခင်နော်အဲ့လိုသာပြောလိုက်ကျွန်တော်လည်းလိုပဲအခုကျွန်တော်မြို့သမီးကိုလေတချင်တကာတော့ပါဘောနော်သူ့နေရာနဲ့သူအင်မတန်မှ လူချစ်လူခင်ပေါ်ပါတယ်ကျွန်တော်နဲ့ဆိုရင်တော့တခါမှကိုစိတ်ကူးမရင်ဘူးတုတ်တော်ညာလဲကျွန်တော်လည်းပဲတယောက်ပြီးတယောက်လက်ပတ်ကြည့်တာပေါ့နော်ဟိုတယောက်ကတော့အာငါထွက်ပဲဆိုပြီးမှမဟုတ်ဘူးသွားပြီငိုပြန်ပြီကွဲပြန်ပြီ ဒါပေမဲ့နောက်ဆုံးကြတော့လေဘုရားသခင်ပြင်ဆင်ပေးတာကျွန်တော်တွေ့အကောင်းရှိကတွေ့ခဲ့တဲ့အရာတွေကဂျေးဒီနောက်ဆုံးထားပေးတဲ့ဒိုင်မွန်ဖြစ်နေတာဘုရားသခင်အကောင်းဆုံး အကောင်းတကတွေကအကောင်းဆုံးကိုပြင်ဆင်ပေးတာကျွန်တော်လူကောင်မျိုးကို तू ကချစ်ဖို့ဆိုတာစိတ်ကူးတောင်ရင်မှာမဟုတ်အရက်တမြန်မြန်နဲ့ဒါပေမဲ့ ဖရားနဲ့တွေ့လာတဲ့အခါအမှန်မှကျွန်တော်အတွက်တန်ဖိုးရှိတဲ့ကျွန်တော်တခါမှမစင်စားဘူးတဲ့အမျိုးသမီးကိုဖရားသခင်ကကျွန်တော်အတွက်ပြင်ဆင်ပေးထားတာဖြစ်တယ်။အားကြောင့်လူငယ်တွေမပူနဲ့နော်။တယောက်သွားပြီဆိုရင် okay တတ်တာဆိုပြီးတော့မှနော်။သွားခိုင်းလိုက်အစ်စေးပါအသက်လာတဲ့ဟာကအရာရာတိုင်းကအသက်ကပူပြီးတော့မှအဟောင်းထက်ကောင်းတယ်။ဒါပေမဲ့တခြင်းမှာတော့နော် အဟောင်းတော့အသက်ကဘယ်တော့မှမမီဘူးလို့တော့ပြောတယ်ဒါပေမဲ့အဲ့ဒီသခြင်းကအလကားဖျားစကားနဲ့ပြောင်းပြန်ရင်နော်ဆိုတော့ဒီနေ့နည်းနည်းတော့ကြော်သွားပြီဆရာ sorry နော်ဖျားသခင် ဖြစ်စေခြင်းတာကငါမနဲ့ပြန်ပါစားရမလဲပါဝဲရမလဲပါဘယ်လိုနေရမလဲဆိုတဲ့အရာတွေဆွဲလန်းပြီးတော့မှ စိုးရင်ပြီးတော့မှမလုတ်ချင်မကန်ချင်အသက်ပါအနာကတ်ကိုမရင်ဆိုင်နိုင်ရောက်တဲ့နောက်ဆုံးယူရတဲ့အစဉ်ထိဘုရားသခင်ပြတော်မှဖြစ်စေချင်တာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဘုရားဟာဂျေရမျခန်းကြီး29စက်တိကိုဖတ်ကြည့်လိုက်ဘာတွေ့ရသလဲဆိုရင်သင်တို့အတွက်ငါကြံစီထားသောအနာကတ်ဟာတဲ့သင်တို့ခက်ခဲကြုံဖို့အနာကတ်ကိုမကြံစီသေးဘူးတဲ့ ကောင်းစားခြင်းနဲ့မျော်လင့်ခြင်းနဲ့ပြည့်နှိမ့်နေတဲ့အနာဂတ်ကိုပြင်ဆင်ပေးထားတာဖြစ်တယ်။ဟာလေလုယာ။အဲ့ဒီအတွက်ကြောင့်ယနေ့ထက်မနေ့ပြန်ဒီကျွန်တော်တို့အတွက်ပိုပြီးတော့မှကောင်းကြီးဖြစ်တဲ့နေ့ရက်တွေကိုဘုရားသခင်ကကျွန်တော်တို့အတွက်ပြင်ဆင်ပေးထားတာဖြစ်တယ်။ဟာလေလုယာ။အဲ့ဒီအတွက်ကြောင့်မနေ့ပြန်ဘာဝဲရမလဲဆိုတာမစိုးရင်နဲ့မနေ့ပြန်ငါဘဝဘလို့ဖြစ်လာမလဲမစိုးရင်နဲ့အဲ့ဒီဘဝကိုပန်ဆန်တဲ့ဘုရားနဲ့သာအတူတူလာပါ။အသက်ရှင်ပါ။ဒီကနေ့ ောင်းမြင်တော်သူများဖြစ်ဖျားသခင်ကျွန်တော်တို့ကောင်းချီးပေးမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့နေပြန်အတွက်စိုးရင်ပြီးတော့မှဘာမှမလုပ်ချင်မကန်ချင်တဲ့လူငယ်တွေမဖြစ်ဖို့အဲ့ဒီအနာဂတ်ကိုပန်ဆန်းတဲ့ဖျားနဲ့အတူတော်လာပြီးတော့မှအရာခသိန်ကိုအောင်းနိုင်တဲ့အောင်းမြင်တဲ့ယုံကြည်သူတွေဖြစ်အောင်သူဖျားနဲ့အသက်ရှင်ကြရအောင်လို့နောက်ဆုံးအနေနဲ့ခွန်အားပေးတိုက်တွန်းရင် အာနိကုံးချုပ်ခြင်းပါတယ်အားလုံးပုံမှန်ဘုရားသခင်ရဲ့တည်ထောင်ကောင်းကြီးပေးပါစေဒီချိန်မှာတော့ worship team တွေကိုခေါ်ပြီးတော့ worship team တွေနဲ့တခြင်းတပုတ်ဆိုပြီးတော့ဆရာတော်ကြီးကနေဆုတောင်းခြင်းအပြင်ကျွန်တော်အဆုံးသတ်မှာဖြစ်ပါတယ်